ဘာမှဆိုတဲ့တကားဘယ်ဟာလာတာတုံးလို့ဘုန်းကြီးတို့စဉ်းစားကြည့်တဲ့အခါအိန္ဒိယစကလုံးတစ်ခုကခုဆက်လာတယ်လို့သူပြောအောင်ဖြစ်တယ်။မြန်မာကတော့ခုတ်တူမျိုးတွေစရတဲ့တုံးနေတာဖြစ်တယ်။ဘယ်ကဘာမှဖြစ်လာတယ်လဲလို့ဆိုလို့ရှိရင်ဒီအာတန်တို့မဏိပူရာတို့နာမှာဗြဟ္မပုတ္တရဆိုရမျက်ရှိတယ်။နော်ဗြဟ္မပုတ္တရဆိုရမျက်ရှိတယ်။ အဲ့ဒီဗြဟ္မပုတ္တရမြေရဲ့ဒီဘက်ကိုအင်းဒီအလုံးသမိုင်းကြောင်းကိုလိမ့်လာဘူးတဲ့ကျောင်းသူကျောင်းသားတွေဆရာဆရာမတွေကောင်းကောင်းသိပါတယ်။နော်မြန်မာပြည်နဲ့အိန္ဒိယနိုင်ငံကိုတစ်ချိန်လုံးကတွဲထားတာအင်္ဂလိပ်လက်ထက်တုန်းကနော်တွဲထားတာဒီရန်ကုန်တက္ကသိုလ်ကြီးတောင်မှကလကတ္တာယူနီဘာစီတီရဲ့အောက်ကလေရန်ကုန်ကောလိပ်လို့ခေါ်တာနောက်မှတက္ကသိုလ်အဆင့်ပေးတယ်။အဲ့လိုတွဲထားတဲ့အချိန်လုံးက မြန်မာရဲ့နာမည်ကဘာလို့ဆိုဗြဟ္မာဒေရှာအခုဘင်္ဂလားဒေ့ရှ်ခေါ်တယ်လို့အိန္ဒိယနိုင်ငံမှာဗဒေရှာဗဒေတာဆိုတဲ့စကားလုံးကိုသုံးတာအခုတိုင်းဒေသကြီးများသုံးတဲ့စကားလုံးမယ်တူတူပဲသူတို့ကြတော့ဗဒေတာမြန်မာတွေကတော့ဗဒေတာယာစာဆိုတာတွေရှိတယ်လေအဲ့တော့မြန်မာပြည်ရဲ့မြေပုံသိကျင်လို့ရှိရင်အိန္ဒိယနိုင်ငံသွားတဲ့အခါမှာ ဗာရဏသီမြို့အလဲကောင်နေရာတော့မပြောတတ်ဘူးဘုံဒိဋ္ဌာတော့မေ့တယ်ဗာရဏသီဘူတာတို့ပါဠိဗာရဏသီဘူတာတို့အဲ့တော့တိတ်မဝေးတဲ့နေရာမှာကြောက်စရာအကြီးတစ်ခုရှိပြေပုံကြီးရှိအဆောက်အဦကြီးနဲ့ဒီစခြင်းကြောက်ပြားလို့ကြောက်ပြားကြီးပုံမှာအိန္ဒိယမြေပုံကြီးထွန်းထားတာရှိတယ် အဲ့ဒီအိန္ဒိယမြေပုံကြီးတွေမှာအာတန်ရဲ့ဒီဘက်မြန်မာပြည်မြေပုံအိန္ဒိယနဲ့တွဲထားအဲ့ဒီထဲမှာဘလူရေးထားတော့ဆိုဗြဟ္မဒေရှာဗြဟ္မဒေရှာနော်ဗြဟ္မဗြဟ္မဒေရှာဗြဟ္မဒေရှာဗြဟ္မဒေတာလို့သူတို့ပြောအောင်ပါပေါ့ပမာစကားနဲ့ပြီးဖတ်ရင်ဗြဟ္မဒေတာဗြဟ္မဒေတာလို့သူတို့ဖတ်တယ်အဲ့ဒီမှာဗြဟ္မဒေရှာဆိုတာ မြန်မာကိုခေါ်ခဲ့တာတစ်ချိန်တော့အိန္ဒိယကကလားတွေနဲ့ဒီအိန္ဒိယလူမျိုးတွေနဲ့ပေါင်းဆက်ပြီးတော့ဒီဗြိတိရှားတွေကမြန်မာပြည်ကိုအုပ်စိုးတဲ့အခါမှာအိန္ဒိယနိုင်ငံသားတွေကခေါ်တဲ့ဘရမဆိုတဲ့စကားလုံးဒီအင်္ဂလိပ်ကမှားပြီးတော့ဘာမားလို့ခေါ်ပြန်တယ်အဲ့ဒါသူ့အမားတွေကြီးပဲကောင်းနော်မှန်ကြီးမထင်သူ့အတန်အတွက်မှားလိုက်တာ 阿妈撇了。啊